အားလုံးပဲမင်္ဂလာပါရှင်ဖြူဖြူ channel မှာကြိုဆိုလိုက်ပါရရှင်ဇလန်လေးမစခင်ညီမရဲ့ channel လေးကို like and subscribe လေးလုပ်ပြီးခေါင်းလောင်းလေးနှိပ်ပေးဖို့မြတ်တရက်ခံပါရရှင်ဒီနေ့ဖတ်ပြမှာတော့စာရေးဆရာမဂျူလီယာမြင့်သိန်းရေးသားထားတဲ့အပူလေးအပိုင်းငါကိုဖတ်ပြမှာပါရှင်စာဖတ်သူကတော့ကျမဖြူဖြူဖြစ်ပါရရှင်အပူလေးပရိပခအစာများဆဲကြောတဲ့အွယ်ရောက်လာတဲ့အခါအပူလေးတယောက် စာအုပ်ဖတ်ခြင်းမြေအိုးလှလေးများဖန်တီးခြင်းပကြီးဆွဲခြင်းဖြစ်တာအချိန်ကုန်ခဲ့သည်ပပားရှင်ဝယ်ပေးသောမိန်ကလေးဆန်ဆန်အလှပဆိုင်ရာများမှန်သည်မသူမ၏အထင်းတော်များကိုအနှံ့မျောမရှိပေးပစ်သည်သူမအမတ်ရသိမ်းဆေးထားခဲ့သော မိခင်ဖြစ်သူ၏အစဉ်ဒီဇိုင်းခတ်တုံတုံပုံမကျပန်းမကျအင်ကြီးများကိုသာအမြဲတစေဝစ်ဆင်တတ်သည် အပုလေးကပညာရေးကိုမြည်တိုးမြစိတ်မဝင်စားပါပပားချိန်ပေးလေးရှိသောပမာဏများသည့်မုတ်ဖိုးငွေကိုလည်းမတက်မှတ်ပါတနေ့ကျရင်ပပားရဲ့ဝက်ကလေးကပပားလုပ်ငန်းတွေကိုဦးစားပေးရမှာမို့လို့စာကိုလည်းစူးစမ်းပေးပါဟုသောဖခင်ဤအလေးနက်ထားတောင်းပန်စကားကိုလည်းနားဝင်ခဲ့ခြင်းမရှိပါသူမစိတ်ကူးကဘာလေးထဲမှာပဲအစဉ်ပြေသလိုမျောနေခြင်းကဲ့သည့် ူမအမေအဆုံးစီရင်သွားရာဂိုရောင်ဟောင်းကြီးကိုပပားရှိန်ကဖြိုချပစ်ခဲ့ပြီးထိုနေရာတွင်ရေတကုံငယ်နှစ်တကွအလှမွေးငါးကန်ကြီးတစ်ခုကိုဖန်တီးလိုက်သည်ကံဘေးတွင်လဲကြောက်စရစ်များခင်းထားပြီးအပုလေးသဘောကျစီရန် ရုတ်တုအလှလေးများဖြင့်အလှဆင်ထားသည်ကိုရောင်ဟောင်းမှအပုလေး၏နာကျင်စရာ စိတ်အစွဲကိုတတ်နိုင်သလောက်မေ့ပြောက်အောင်ဖခင်ကစူးစမ်းပေးခြင်းဖြစ်သည်အပုလေးအတွက် ပခတ်ပခုံးဖက်ပေါင်းစရာတငယ်ချင်းရဲ့လိုမရှိပြန်ရပပားရှိန်ကအပုလေးနဲ့ဝမ်ခွဲတော်ဆက်သောကလေးများကိုအိမ်သို့အလဲခေါ်ကအတူတကွာစားတော့ဆော့ကစားရင်အဖော်ရသားစီရင်စီစဉ်ပေးလေးရှိသည်တို့ရရင်စားတော့ပြီးတာနဲ့ထိုကလေးများကိုလစ်လူရှု၍အပုလေးကအိမ်ပေါ်တက်သို့တက်သွားလေးရှိသည် တရက်သော နေ့လည်ခင်းတွင်အိမ်တို့အလဲရောက်ရှိနေသောဝမ်ခွဲညမလေးနှစ်ယောက်အပုလေးအပေါ်ထက်မှရှိနေသည့်အထင်ဖြင့်အတင်းစကားဆိုမိကြသည်ဦးငယ်ကိုအားနာလို့သာလာတာတိလား အဲ့ဒီပေမေးမအောင်မုန်းတာတော့တအားပဲဟာငါတို့ပြောသမျှစကားအောင်မသိသလိုမကြားသလိုလုပ်နေတာကလေသူစိတ်ပုံမှန်မဟုတ်လို့ဖြစ်ရမယ်။အေးဟုတ်တယ်။သူ့မေးလို့ဖြစ်တာနေမှာသူ့မေးရလဲယူနေတော့ကိုဘကိုဘသားကိုတက်တည်သွားတာတောက်စရာကြီး။အောက်ထပ်တွင်ပစ္စည်းတစ်ခုယူရန်ဆင်းလာတော့အပုလေးကကြားသွားပြီးသူတို့ဤနောက်တယ်ရက်ခါတိတ်တဆိတ်နားထောင်နေခဲ့သည်။သူကကြောင်းမှလဲသူများရင်လဲလိုက်လျောညီထွေမနေတတ်ဘူးဟ။ဆီယမားတွေကိုလဲမလေးစားဘူး။မေးသမျှလဲပြတ်မဖြေတတ်ဘူး။ ဥငယ်ကျောင်းကိုရုံကန်းကိုခဏခဏလာတွေ့ရတယ်။ဘေးဘဝင်းချင်းကိုသတိမထားမိပဲစကားပြောနေကြတော့ကလေးနှစ်ယောက်ဤခေါင်းပေါ်သို့နန်းစောညှိစို့နေသောရေမြောင်ဝေါကနေကြလာသည် အာနန်းလိုက်တာဘာရီလဲငါကြီးကိုနေပစုံကိုနေပါလားယွန်စရာကြီးခလေးနှစ်ယောက်လုံးရေများလျှော်ရေးပွက်လောရိုက်သွားပြီးသူတို့ကိုလောင်းချသူအပုလေးကိုမြင်သွားသောအခါဟင်အပုလေးနေဘယ်လိုလုပ်လိုက်တာလဲမယိုင်းလိုက်တာအော်တန်ရန်ဖြစ်တဲ့များကြပြီးမိဖို့ချောင်းထဲမှာ အယံကူအမျိုးသမီးကြီးနှစ်ယောက်ပြေးထွက်လာသည်မိဖို့ကြောင့်မှဆွဲယူလာသောငါးပစုံခွန်များစေးထားသောပုံးဖြင့်ထပ်မံရရန်ရွယ်နေသော အပုလေးကိုဝိုင်းဆွဲကြသည်အပုလေးကစိတ်လက်မှန်ပါရရန်ကြိုးစားနေရမှအယံကူကိုတွန်းထုတ်လိုက်သည်သွေးအေးသောမျက်လုံးများဖြင့်ဝမ်းခွဲညီမနှစ်ယောက်ကိုစိုက်ကြည့်ပြီးသူများကြွေးတာတွေစားပပားရှိန်ပြီးသည်များလက်ဆောင်တွေယူနေပြီးဗဇက်ကအပုပ်ပဲ့အတင်းဖြင့်ပြောနေရမရှက်ကြဘူးလားဒီအညီနှံ့တွေကနင်တို့စိတ်တက်တွေနဲ့ဘာထူးလို့လဲခုချက်ချင်းငါရင်ရထွက်သားစကြံ နောက်တစ်ခါငါအိမ်ထက်လာရင်ငါအမေကနင်တို့ကိုဂုတ်ချိုးတက်လိုက်မယ်ကြားလားအပူလေးဒေါ်ဒတကြီးပြောပြီးနောက်အိမ်ပေါ်တက်သူခြေတန်းပြင်းပြင်းနဲ့ငါပြန်တက်သွားခဲ့သည် အမေနေခဲ့သောအခန်းရှိ၌ မတက်ရက်ကြည့်နေမိသည်ပပားရှင်က အပူလေးမိခင်၏အခန်းကိုပါပြုပြင်ရန်စူးစားခဲ့တော်လဲအပူလေးငိုရိုတောင်းချမ်းခဲ့၍လက်လျှော့လိုက်ရသည်သို့တော်အပူလေးစိတ်အခြေအနေကြောင့်အခန်းတကားကိုအပြင်ကထက်ခါပနက်ရိုက်၍တော့ကလောက်ပါခတ်ထားခြင်းဖြစ်သည်ထိုကန်းရှိ၌ငငယ်ရအမေကိုလက်သီးနဲ့ထိုးခြေထောက်နဲ့လှိမ့်၍ကန်နေသောမြင်ကွင်အမေအော်ဟင်းငိုရိုတန်တို့ကိုကြားရောက်နေမိသည် အမေတမီးကိုသေသွားပြီးတဲ့အထိအရေးရောင်တော့မပြခဲ့ပါလား အမေသိမေးအိတ်မှာလုံခြုံသွားပြီလားဟင် အပုလေးအတွက်အာယုံအလင်းရာဒီနေ့ပပားချိန်ထူးဆန်းသွားအိမ်မှာရှိနေပြီးထမင်းချက်များအားနေ့လယ်စာဖွဖွဲရရစီစဉ်ခိုင်းနေခြင်းကိုအပုလေးကြားနေရသည် သူလုပ်ငန်းပေါ်တငယ်ချင်းမိသားစုကိုအိမ်သို့ထမင်းစားဖိတ်ထားခဲ့သည်လေအပုလေးသည်မိသည့်အခါမြထမင်းစားကန်းတွင် စားလေးမရှိ သူမ၏အိတ်ခန်းရှိရာ အပေါ်တက်ဝရဏာသို့ နေ့လယ်စာ ပို့ရန်မှာထားခဲ့သည် မင်းညကလေးကအပုလေးမှာကြောက်စရာကောင်းသောဝတ္ထုတစ်ပုဒ်ကိုဖတ်နေခဲ့ပြီးအာယုံဖြတ်မရသေးပြီးတစ်ချိန်လုံးဆာမွေးဝဲဖြစ်ခိုင်းနေသောကျူရှင်ကိုလည်းစိတ်ရှုပ်လာသည့်အတွက်တောင်းမတက်ဖြစ်တော့သူမ၏အိတ်ခမ်းသို့မဟုတ်ဝရဏာတို့တွင်မြေဦးလေးများရုပ်တုလေးများကိုငြိမ်သက်စွာအာယုံဝင်စားရင်းပြုလုပ်နေတတ်သည်စိတ်တိုင်းကြထုလုပ်ပြီးနောက်ချောတက်ခါအချောက်လန်းထားသည်ရုပ်တုလေးများကိုစေးမချဲသေးမီဆက်ကြသူမနှစ်သက်သော စာအုပ်များကိုဖတ်နေတတ်သည် အတန်းပညာလိုလားခြင်းမရှိခဲ့တော့လဲစာအုပ်တွင်ဖတ်နေတာမှအုံနောက်ကိုအလုတ်ပေးနေသည်ဟုအတိဖြစ်ပပားရှင်ကလည်းလက်လျှော့ထားရသည်မဟုတ်ပါလားညီတို့ပင်ဆိုစီမိတဆိုးသမီးလေးပညာရေးဆုံးခန်းတိုင်နိုင်စေရန်အထောက်ကိုပြုမိနောက်ထပ်ကျူရှင်အားစုံစမ်းနေတာအသေးချာနေရောညပါအပူလေးမျက်စိမခွာရန်ဖတ်နေသောဝိထုစာအုပ်မှာကြောက်စရာကောင်းသည့်မှန်တော်လဲသူမအတွက်ခန်းစားချက်အကူအပြောင်းတစ်ခုဖြစ်လာစေခဲ့သည်သူမဖက်လက်စာဝိထုရဲတွင် ဇက်လိုက်ကောင်မလေးကမကြာခဏတည်ချောင်းကျန်နေတတ်ပြီးတားမြစ်ခဲ့တဲ့သူများကနေရအသီးသီးမှပေါ်လာတတ်သည်ကောင်မလေးနောက်ဆုံးအချိန်တည်ချောင်းကျန်စီမှုတွင်အိတ်ဆေးများစွာတောက်ချလိုက်သည်သူမသေးလူနီနီမျောနေစဉ်ချောမော့သည့်ဝိညာဉ်ကောင်လေးကနူးညံ့ချူတာစွာစကားများလာရောက်ပြောပြနေသည်သူကအဖြူရောင်ဝစ်စုံဝစ်စင်ထားသည်မိန်းကလေးကဝိညာဉ်ကောင်းလေးအားဆွဲလန်းသွားခဲ့သည်တို့နှစ်ပင်ထပ်မံတည်ချောင်းကြံစီမှုက မအောင်မြင်ခဲ့ပြန်ပဲတငယ်ချင်းတယောက်ဤအသက်ငယ်ချင်းခံရသည်ဒီအခေါက်သေးရွာပြန်အချိန်တွင် ကောင်မလေးအနေဖြင့်ဝမ်းနွဲခြင်းစိုးစင်များမရှိတော့ပေအချိန်ကြာလာသောအခါသူမနှင့်ဝိညာဉ်ကောင်းလေးတို့အချင်းချင်းအားပေးဆောက်ရှောက်ချရင်းမြစစ်ချစ်ကြိုက်သွားကြလေသည်စာအုပ်ကိုခိတပိတ်ထိုင်လိုက်ပြီးမြအပုလေးပြုံးမိလိုက်သည်အင်းဝိညာဉ်နဲ့ကြိုက်သွားတာမှလှောင်ပြောင်တယောတက်တဲ့လူကောင်လေးတွေထပ်ပျော်စရာကောင်းမယ်ခုတလောအပုလေးတယောက်ချစ်ကြိုက်ခန်းတွေကိုသဘောတွေ့နေတတ်သည် ပုံမှန်လေးထည့်ထား၍လည်းပြန်ဖက်နေသည်ဆယ်ကျော်သက်တယောက်၏ဟော်မုန်းအပြောင်းလဲတို့ကအပုလေးကိုလှုံ့ဆော်နေခဲ့သည်မဟုတ်ပါလားသို့တော်အပုလေးစိတ်ကူးအိမ်မက်ထဲကချီးရီးချီးရံများမှဝိညာဉ်ကောင်းလေးများနှစ်သာသူမပဝင်းကျင်ရှိကောင်းလေးများကအပုလေးကိုမိန်းကလေးတယောက်လို့မြင်ဖို့ဝေးစွာယူမုန်းစရာတရားကောင်းလို့သာကြည့်ရှုတတ်သည်အပုလေးသူမစိတ်ကူးတဲ့ကဝိညာဉ်ကောင်းလေးကိုပုံဖော်ကြည့်နေမိသည် အယက်မြင့်မြင့်လေးပေါ့အင်းသေပြီးသားဆိုတော့အသားကဖြူဆွတ်ဆွတ်ဖြော့တော်တော်လေးဖြစ်နေရမယ်နှကန်းလေးတော့နီနီလေးဖြစ်စေချင်တာတရေကတော့နှကန်းနီပဲရှိပါမလဲအဆွဲရီနဲ့ရှာရှည်ကြီးထွက်နေထွက်မနေရင်ပဲကံကဟိ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 သူ့အတွင်းနဲ့သူရယ်မိပြန်သည်စိတ်ကူးတဲ့ကချစ်သူတရေလေးအကြောင်းစဉ်းစားရင် စိတ်ကလေးအနှဲငယ်ကြည်လင်လာသည်အခန်းထဲမှထွက်ကလာတာဆောင်ရှိရသူရှောက်လာစဉ်ဟာအပုလေးရုတ်တရက်မှင်သက်သွားသည် လာတာဆောင်၌ရှက်အင်းကြီးဖြူလွတ်လွတ်ကိုခြင်းအပြဖြွတ်ဖြွတ်ဘောင်းမီဖြင့်တွဲဖက်ဝစ်ဆင်ထားသောကောင်းလေးတရရန်နာလက်ဂျန်ကိုမှု၍ရက်နေသည် အရက်ရှိရှိနှင့်ပိမ့်ပိမ့်သွဲသွဲအသားကတော့ဖြူစွတ်နေသည်လေတဖြူဖြူတိုက်နေသည့်နေရာမှရက်နေရင်သူဤပြော့ပြောင်းသောသဘင်များကိုလက်ဖြစ်သက်တင်ကဖယ်ရှားနေသည်ငါမျက်စိများမှားနေရလားဒါမှမဟုတ်စာအုပ်ကို စိတ်ဆွဲနေလို့များလား။သူကငါအကျွေးတဲကတပုံစံနဲ့ ဘလို့များထတ်တူနေပါဖြစ်နေပါလေအပုလေးဤနှလုံးသွေးတို့တဒုတ်ထုတ်တိုးနေသည် သူမ၏လက်ဖွားခြေဖွားများတွင်ချွေးစင်းများပြန်လာသည် အသက်ရှူမွားသူလည်းခံစားမိသည်။ကောင်လေးကဝရဏဘေးတွင်ချထားသောအဖြူအောင်ဆင်းလေးပေါ်မှမြေအိုးပန်းအိုးလေးများကိုအာယုံရောက်နေကတအိုးချင်းစီထိကိုင်ကြည့်နေသည်။အပူလေးကလည်းသူ့အပြုမှုတွေကိုမျက်တောင်မခံလိုက်ကြည့်နေမိသည်။ကောင်လေးလှမ်းယူလိုက်သောမြေအိုးလေးတစ်လုံးရုတ်တရက်လွတ်ကျသွားသည်။ လက်ဖြန့်သွားပြီးကွဲသွားသောအိုးလေးကိုတစားစီလိုက်ကောက်နေသည်ရတယ်ထားလိုက်တော့နင်းလန့်ထိသွားလိုက်မယ်ရုတ်တရက်ရောက်လာတော့အပုလေးကိုသူ့အလန့်တကြားမောကြည့်လိုက်သည်သူ့နှခမ်းလေးတွေကတကယ်ကိုနီဆွေးနေသည်ရှင်းတန့်သော မျက်နှာမှာသွေးကြောလေးတွေမြင်နေရသည်လဲတိုင်းရှိရှိလေးနဲ့ကောင်းလေးကသူ့စိတ်ကူးတွေကပုံရိပ်ပါလာဟိုလေးကျွန်တော်သဘောကျလို့ကင်ကြီးရင်နဲ့လွတ်ကြမိတာပါပြန်ရော်ပေးပါမယ်နော်ရတယ်မလို့ဘူးငါထပ်လုပ်လို့ရတယ်ဒါနဲ့နေရဘယ်ရလဲလာတော့ဆောင်မှာမလုပ်နေရလဲ ကျွန်တော်ဦးကျော်စောရဲ့တူပါဒီအိမ်ကအန်ကယ်ရှင်ဖိတ်လို့ဆိုပြီးရောက်လာကြတာအန်ကယ်ရှင်ကပြင်း လာတာဆောင်တက်ကြည့်ဆိုလို့တက်ခဲ့တာပါအိမ်ကဧည့်သည်ဆိုတော့သူမစိတ်ကူးတဲ့ကဝိညာဉ်ကောင်းလေးမဟုတ်တာအသေးချာအော်ပပရှင်ဧည့်သည်ဦးငါထင်သလိုမဟုတ်ဘူးပဲဘလုံးမထွေးပြောလိုက်တော့အပုလေးစကားကိုကောင်းလေးကနားလည်လိုက်ဟဲ့မတူဟမ်ဘာပြောလိုက်တာလဲအော်ပါမဟုတ်ပါဘူးဒါဆိုလဲစက်ကြည့်လေရတယ်ဟိုဘက်ထောင်ကျိုးလေးမှာဘွန်ဆိုင်လေးတွေလှုပ်ထားတယ်အဲ့ဒီမှာလဲငါကိုယ်တိုင်လှုပ်ထားတဲ့ စ္စည်းလေးတွေအလှဆင်ထားတာရှိတယ်။ကောင်လေးကအပုလေးကိုအထင်ကြီးစွာကြည့်ရင် တရင်တနီးမေးလိုက်သည်။ဟိုလေးဒီမြို့အိုးလေးတွေရောလုတ်တက်တာလား။ကောင်လေးကအတန်ကဩတာလည်းမဟုတ်၊စူးတာလည်းမဟုတ်အပုလေးအတွက်နားထောင်လို့ကောင်းနေသည်။သူမမြို့အိုးလေးတွေကိုစိတ်ဝင်တစားရှိနေတာကိုလည်းအပုလေးကျဉ်းတတ်မိသည်။သူမအထက်တရောပြန်ဖြေမိသည်။ဟုတ်တယ်ငါလုတ်ထားရအများကြီးပဲ။ချန်နေရရေကန်နာရောရောက်သေးလားအဲ့ဒီမှာလဲငါလုတ်ထားတဲ့အလှအိုးတွေနဲ့ရုပ်တုလေးတွေရှိသေးတယ် ကောင်လေးကကျွန်တော်ဟူသောနန်စားကိုမတုံးတော့ပဲရွယ်သူချင်းဖော်ရစားပြဟာတကယ်လားကိုယ်တိုင်လှုပ်တဲ့ဟမ်းမိတ်တွေငါရမ်းသဘောကြတာခုနကငါကြည့်နေတဲ့အိုးလေးတွေပေါ်မှာလဲဒရဂွန်လေးတွေမတ်လေးတွေအယောင်လေးကိုကြွားပြီးစိုးနေအောင်ဆေးချေတာတွေ့ရဲ့နေ့အိုင်ဒီယာတွေကရမ်းမိုက်တာပဲ အပူလေးရင်နဲ့တိတ်ငနဲ့ပီတိဖြစ်သွားသည်ဘဝတွေပထမဦးဆုံးလေးပြေးလေးတွေအေးသလိုရေစီးတန်လေးတွေတငိမ့်ငိမ့်ကြားနေရသလိုအရာရာဟာလည်းလင်းလက်တောက်ပနေသလိုပါပဲအပူလေးတွက်အမောင်တူးတွေဖဲ့ပေးမဲ့အလင်းရောင်လေးကိုစမြင်တွေ့ရခြင်းလားကောင်လေးကသူမရဲ့အာယုံအလင်းရောင်များလားနင်ကြည့်ချင်းရင်ငါခြံထဲလိုက်ပြပေးမယ်ငါနောက်ခါလိုက်ခဲ့နင့်ကိုအိုးလေးတွေပါလက်ဆောင်ပေးလိုက်မယ်ကောင်လေးကပြုံးရှင်သွားပြီအေးငါလိုက်ကြည့်မယ် အရာလေးတွေစနစ်တကျလုံနေကိုလည်းငါ့ကိုပြောပြပြီးနော် အပုလေးခေါင်းငိမ့်ပြလိုက်သည် သူမကိုကိုကိုသတိမထားမိလိုက်သည်သဘင်တွေကို မဖီးတင်ထားမနေ့တည်းကဝစ်ထားသောညဝိအင်ကြီးပေါင်းမိနဲ့မတက်မရက်ပုံမှန်မကျဖြစ်နေသည်ကောင်းလေးကိုလည်းရှက်နေမိသည်သို့တော်သူမခါတိုင်းထက်စကားတွေတွက်ပြီးပျော်ရွှင်နေမိသည်ဘသူကိုမှမိတ်ဖွဲ့မစူကောင်းလေးနာမည်ကိုနှုတ်မဖွင့်ရင်မေးမိသည်နင့်နာမည်ကဘလို့ခေါ်လဲငါနာမည်မိုးသူရိန်ထွန်းနင့်လိုပဲဆယ်တန်းတက်မာလီ ုနထမင်းစားကြနေတော့အငယ်ရှင်ပြောပြထားတာသူ့သမီးလဲဆယ်တန်းနဲ့သူမနဲ့ရွယ်သူဆိုပါလားအင်းဟုတ်တယ်ငါတော့ကြောက်မတက်ချင်ပါဘူးထားပါလေအဲ့ဒါတွေကငါနာမည်ကနှွေးတော်တာရှိန်ဒါပေမဲ့အရက်ပုလို့တဲ့အပုလေးပဲခေါ်ကြတယ်နေလဲအပုလေးလို့ပဲခေါ်ပေါ့ကောင်းလေးကသူမနာမည်ကိုကြားပြီးပြုံးစီစီဖြစ်မိသွားတော့လဲမျက်နှာဘိုးတက်ကဩအေးအေးအဲ့ဒါပဲကောင်းပါတယ်ပေါ့ပေါ့ပါခေါ်ရတာနင်းစင်းသွားနဲ့မိုးသူတွေငါလိုက်ခဲ့မယ်အပုလေးကောင်းလေးနာမည်ကိုခေါ်ရတာရင်ခုန်မိသည် ောက်ျားလေးတယောက်ကိုဘဝမှာပထမဆုံးအချိန်ရဲတင်းရင်းနှီးစွာ ပြောဆိုမိသည့်နေ့အမေသေဆုံးပြီးနောက်ဒုတိယအချိန်မြောက်မျောလင်းချက်အလင်းရောင်လေးပြန်လဲထွန်းလင်းလာသည့်နေ့အဖြစ်အပူလေးရင်တန်းမှတ်တိုင်ဆိုင်လိုက်မိသည်အပူလေးဆူတောင်းရေတကွန်အလှလေးထံမှရေကြတံများကိုတငိမ့်ငိမ့်ကြားနေရသည်မိုးဥကာလာမှုမိုးငွေပါသောဆူဆူဆူလေအေးများလဲတိုက်ခတ်နေသည် ရေကန်လေးအားစိတ်ဝင်တစားကြည့်ရင်သဘောကျနေသောရှေးသွဲသွဲကောင်လေးကိုစိတ်ကြည်နျူးစရာပကြီကားတစ်ချက်တပွဲဒစိမ့်စိတ်ငင်းနေမိသည်ငါချင်းစရာအတိတ်လောင်အိမ်မှာပိတ်မိခဲ့သောသူမအတွက်စိတ်ချမ်းမြေ့စရာအခိုက်တန့်လေးကိုမမောနေမိသည်မိုးသူရင်ကအမှုပညာဆန်းဆန်းဖန်တီးထားသောအပုလေး၏ရေကန်ပတ်ဝန်းကျင်ကိုအားကျနေတံဖြင့်နှစ်ပပါတိတ်တော်တာပဲနော်နင့်ကိုလည်းတော်တော်ချစ်ပုံရတယ်ရေကန်လေးကစိတ်ကြည်နျူးမှုကောင်းတဲ့ နင်းအပန်းဖြည့်စရာနေရာလေးလှုပ်ပေးထားတာနေမှာအပုလေးဘာမှပြန်မပြောပဲငြိမ်နေသည် အပုလေးဘဝကဘာချီးကျူးစရာများကောင်းနေလို့လဲခုလိုသူမကိုတငယ်ချင်းတယောက်လိုအေးတယူပြောဆိုနေတာတောင်မိုးသူရင်ကပထမဦးဆုံးဖြစ်သည်သူမက အပြန်လန်သဘောဖြင့်မိကွန်းထုတ်လိုက်သည်ပပားထမင်းစားဖိတ်တာနိမိပါရီလားဟုတ်ဘူးငါဦးလေးနဲ့သူမိမပါငါမိပါရီကပြင်သစ်မှာအနေများတယ်အရင်ကရန်ကုန်ကိုခဏခဏပြန်လာပေးပေမဲ့ အရေးကြီးဖြစ်ရှင်းစရာတွေရှိလို့ဆိုပြီးမရောက်ဖြစ်တာနှစ်နှစ်နီးပါးရှိပြီးနားထောင်ကောင်းကောင်းဖြင့်မိုးသူရိန်စကားပြောတာကိုကြည်နေမိတော့အပုလေးဘာဆက်ပြောရမည် မသိ။အော်မိုးသူရိန်ပါကသွေးကြောလေးတွေရှက်ပြနေတာကိုမမောစွာကြည်နေမိသည်။မိုးသူရိန်ကရေကန်ဘေးရှိကြောက်စရစ်ဝိုင်းဝိုင်းပြပြလေးကိုအထက်ထက်ဆင့်ငါစီရင်ပြုံးလိုက်သည်။နင်ကအဖေချစ်တာခံရတော့စိုးရယ်ဆိုခုနအကန်ရှိန်ပြောပြတယ်။နင့်မေရောနင့်အလိုလိုက်လား။ အပုလေမိုးသူရင်ကိုကြည်နီယာမှမျက်နာလွှဲလိုက်သည်ပြီးတော့အသက်မပါသောရေတံဖြစ်ရဲသည်ဟင်းဟင်းဟင်း तू ကငါ့ကိုအလိုလိုက်မှဆိုးလို့လေတေးပြီလေဟင်ဘလို့ဘာလို့ဆိုးလို့တာလဲအော်ဒီလိုပါအမေကငါငငယ်တည်းကတည်သွားပြီအခုငါတို့ထိုင်နေတဲ့ရေကန်နေရာ तू တည်သွားတဲ့နေရာလေ तू ကတေမင်းစီမှာခိုလုံသွားတာတဲ့မထင်မှတ်သာသောစကားကြောင့်မိုးသူရင်ထိတ်လန့်သွားသည် အပုလေးမျက်လုံးချင်းချင်းရှေ့ရှေ့လေးများထဲမှနာကြီးသောအရေးအယောင်များတန်းနေသည်ကိုတွေ့ရသည်ကိုဘကိုတက်သေးပြီးလွတ်မြောက်သွားတာကိုပြောတာဟာသူကတကူကောင်းသမားအာငါအလိုက်မသိမေးမိတာခွန့်လွတ်ပါဟာဒါပေမဲ့ကို့အမေကတော့အဲ့လိုမျိုးပြောပါနဲ့အပုလေးကဂယုမဆိုင်ပဲဆက်ပြောသည်ပပားရှင်ကတော့ငါ့ကိုလူလိုက်တာပေါ့ငါအမေလူအပ်နေတာကိုသိရဲ့လေနင်ခုနကလတ်တာဆောင်ကိုတက်လာတဲ့လှေကားကြီးအောင်နာမှာအခန်းနှခန်းတွေ့တယ်မလား အေးအဲ့ဒီထဲကဘသူ့ကိုအမေတော်ရမလဲမသိသေးဘူးပပားရှိန်ကအိမ်မော်မအခန်းတွေဝင်သွားတာကိုနေရောဘလို့ထင်လဲအပူလေးစကားပြောပုံကိုကြည့်ပြီးမိုးသူရင်စိတ်မကောင်းသလိုစိတ်ရှုပ်သလိုဖြစ်မိသည်အာယုံလွှဲသည့်အနေဖြင့်အေးပါဟာကဲကဲကဲငါ့အမျိုးလေးလက်ဆောင်ပေးမယ်ဆိုပေးလေအပူလေးရုပ်ချီအာယုံပြောင်းသွားသည်မိုးသူရင်အတွက်သူမအကြိုက်ဆုံးနေအချိန်ပေးကစိတ်ရှိလက်ရှိသွန်းလှုပ်ထားသောအိုးလေးကိုရွေးပေးလိုက်သည် ဒီအိုးလေးကိုသူမအချစ်ဆုံးရော့ဒါလေးနဲ့အတွက်ယူလိုက်သွေးပေနေသောလက်သေးရှိများဖြင့်စုပ်ကင်ထားပြီးပြုတ်ထွက်နေသောမျက်လုံးများဖြင့်မြုပ်ထားသည့်ပုံစံပြုလုပ်ထားသောစိမ့်ဖန့်ဖန့်မြေအိုးကိုမနှိမ့်မြို့ပုံဖြင့်မိုးသူတွေကညင်းဆိုသည်လက်ရနဲ့ဆေးရမိုက်ပေမဲ့ငါအဲ့ဒါမျိုးတော့တိတ်မကြိုက်ဘူးဟာကြောက်စရာကြီးအပူလေးမျက်နှာချက်ချင်းကြီးဒေါသရိပ်သွမ်းသာသည် သို့တော်လည်းသူမကမိုးသူတွေအတွက်ပင်းရက်ပေါ်မှာဖားလေးကတ်နေသော ဖောင်းကျွမြေဦးလေးကိုအစားထိုးပေးလိုက်သည် မိုးသူရင်သဘောကျစွာပြုံးရင်းလှမ်းယူလိုက်သည်ဒါလေးကချစ်စရာလေးဒါပဲယူတော့မယ်နော်ဂျေဇူးအပုလေးလူတကာခေါ်နေကြသူမနာမည်ကိုမိုးသူရင်ခေါ်လိုက်သည့်အတန်မှာနဝင်ချိုလာသည် သူ့ကိုပြန်ပြုံးပြခြင်းတော်လဲအပုလေးပြုံးပြမှ ပိုရုပ်ဆောက်သွားခဲ့ရင်သူမတခုခုပြန်ပြောရန်စဉ်းစားမရဖြစ်နေစင်မှာပဲမိုးသူရင်ကအိမ်ထဲပြန်ဝင်ရန်ထွက်သွားခဲ့သည်အပုလေးသူ့နောက်ကနေခတ်တုတ်တုတ်လိုက်သွားမိသည် သူတို့မပြန်ပါစေနဲ့အောင်လို့ကြာကြာနေပါစေဆူတောင်းခြင်းနဲ့အကျွမ်းမဝင်တော့အပုလေးအတွက်ပထမဆုံးဆူတောင်းမယ်ဖြစ်တော်သည်တန်လွင်လမ်းမှ၆ချားစရာညအဖြစ်ပြက်မှအဆက်ခင်မွန်းတဲ့မိုးသူရင်ကိုလက်မောင်းမှခပ်ဖွားဖွားတွဲထားရင်ခိခိတို့လင်များကိုထွက်ကြလိုက်သည်ခိခိရေလူချင်းတွေးဖို့တော့အဆင်မပြေတဲ့ကာလမှာညဘက်ကြီးအသေးအံခေါ်လိုက်ရတာအယံအားနာပါတယ်ဟာ ါတို့ဒီအခြေအနေကိုကြိတ်ဖြေရှင်းနေတာအခုဘလို့မှမခံစားနိုင်တော့လို့ခေခေကစိုးရိမ်တော့မျိုးလုံးများဖြင့်နွယ်မရီကိုကြည့်ရင်"သူမပခုံးကိုအသာဆုပ်ခိုင်းကနွယ်စိတ်အေးထားပြီးပြောပြတော့ဘေးကနွယ်အမျိုးသားမူးသူရင်ထင်တယ်။တွေ့ရတာဝမ်းသာပါတယ်နော်။ကျမကနွယ်ရဲ့ငယ်ငယ်ချင်းမေလေးခင်ဒါကတော့ကျမရဲ့အမျိုးသားမေတ္တကိုပါ။မျိုးသားချင်းချင်းလက်ဆွဲနှုတ်ဆက်လိုက်ကြသည်။ဟုတ်ကဲ့ဗျ။တွေ့ရတာဝမ်းသာပါတယ်။အိမ်ထဲဝင်ထိုင်ကြပါအောင်။အိမ်ထဲပြန်ဝင်ရတာကိုစိတ်ဖိစီးနေတော့လေဧည့်သည်များကို အာနာစိတ်ဖြင့်အိမ်ထဲဖိတ်ခေါ်လိုက်သည်တငယ်ချင်းကိုမြင်လိုက်ရတော့ နွေမဒီတင်းထားသောစိတ်များရောကြသွားသည်မျက်ရည်များလည်းကျလာမိသည် ငါတို့ကိစ္စတွေကိုဆွဲသွင်းရသလိုတော့ဖြစ်တယ်။ဒါပေမဲ့လေပြောပြမှပဲရတော့မှာမို့ပါ။ငါတို့အိမ်မှာပြဿနာတခုခုရှိနေပြီ။တခုခုအမာယွန်ဖြစ်နေတဲ့ခေခေသူများကိုကူညီထားရမှာထက်ဆိုင်နင့်ကိုပြောပြအကူအညီတောင်းရတာမှာငါအတွက်စိတ်ချရမယ်ထင်လို့ပါ။အရင်ခောက်တွေရန်ကုန်ပြန်လာတော့ကတို့တွေအတွက်ဘာမှမထူးခြားခဲ့ဘူး။အေးဆေးဆေးနေခဲ့ရဘူးပဲ။ဒီနေ့ပြန်လာတဲ့အချိန်မှာခြောက်ခြားစရာအိမ်ကြီးလိုပဲပြောင်းလဲနေတယ်။ခေခေကစိုးရင်တကြီးမေးသည်။နင်ပြောချင်တာက နနာဘဝတွေရှိနေတာလားပုံနကတိုက်တယ်ဆိုတာမျိုးဖြစ်နေတာလားခေခေအမျိုးသားတော့နွယ်မတိကိုပုံမှန်စိတ်ရှိရလားဆိုတော့စူးစမ်းစိတ်ဖြင့်ဘေးမှအကဲခတ်နေသည်နင်တို့အယမ်းမှုအောင်တောက်တာတွေမူရစေတခုခုတုံးဆွဲတာမျိုးရှိသေးလားဟာနင်ကလည်းနင်မင်းချင်တာသိတယ်ခေငါတို့အဲ့လိုအမြဲတမ်းတောက်စားနေဖို့အချိန်မှမရှိတာအလုတ်များလွန်းလို့နားချိန်တော့မရခဲ့တာမဟုတ်ဘူးကိုဗစ်ကာလမှုသာ work from home ကြောင့်နားနေရတာ ၅ယောက်ကြောင်၅ယောက်ဘာမှမူရစီမှမတော့ဘူးမိုးသူရင်ကဝင်ပြောလာသည်ကျွန်တော်နဲ့နှွေရဒီလိုယုံရခဲ့တဲ့တစေတစဲကိစ္စတွေမှာအယုံကြည်ရှိတယ်မရှိဘူးဆိုတာအထက်ကိုရင်းနဲ့ပတ်သက်စရာမလိုဘူးဆိုတဲ့အသည့်နဲ့နေခဲ့ကြတာပါစိတ်ခရောင်ခြောက်ခြားဖြစ်ဖို့တော့အချိန်မရှိပါဘူးအရန်ကိုအလုံများကြပါတယ်ဒီတစ်ခေါက်ရန်ကုန်ပြန်ရောက်လာတဲ့ကတနေ့ထက်တနေ့နေလို့မရတော့အောင်ဆူဆူရွရွနှောက်ရှက်ခံလို့တာတယောက်ယောက်ကိုအကူကြီးတောင်းရမယ်ဆိုတဲ့အတွေးဝင်လာကြတာ ကျွန်တော်မပါဝင်ပဲနှွေတယောက်တည်းဒီလိုအခြေအနေကြုံနေရရင်တော့စိတ်ပိုင်းဆိုင်ရာပြဿနာကြောင့်လို့ထင်မိမှာပါခုကသူ့ကိုနှောက်ရှက်တာတဲ့ကျွန်တော်ကိုပို့ပြီးကြီးကြီးမားမားနှောက်ရှက်နေတယ်လို့ယူဆเสียရဖြစ်လာတယ်ခေခေရောသူ့အမျိုးသားပါအတွေ့ရခတ်နေသော မျက်နာကိုစီနဲ့ခိတခဏမြငြိမ်သက်သွားပြီးမူသူရိန်ဘတ်မှထပ်ပြောလာမိစကားကိုစောင့်နေကြသည်နွေမဒီတို့လင်မယားလဲနေ့စဉ်ကြုံတွေ့နေရသောစိတ်နှလုံးမသားစရာအခြေအနေများကိုခေခေတို့လိမ့်ပတ်လဲလာအောင်ပြောပြဖြစ်ကြသည် ရုပ်ရှင်ဆန်သောခြောက်ခြားစရာအကြောင်းများကိုနားထောင်ရင်ခိခိတယောက်ကျသည်မွင်းကြီးများထလာပြီးသူမလက်မောင်းများကိုဖိပိုလိုက်မိသည်။နှွယ်ရဲနားရှိလို့သာကြားရတယ်ဟဲ့။တရေကကြည့်နေရသလိုပဲခုလိုတောင်းကျမ်းနေတဲ့အခြေအနေမျိုးဆိုနေတို့လင်များနှစ်ယောက်လုံးမှာအနေရရှိတာပေါ့။စောစောရဲကနေမိပါရီစီဖြစ်ဖြစ်တနေရဖြစ်ဖြစ်ရွှေ့ခဲ့ကြတာမဟုတ်ဘူး။ရွှေ့နေပြီးဒီအိမ်ကိုပိတ်ထားလိုက်အောင်နဲ့မပြီးဘူးလေခေးရဲ့။ဖြည့်ရှင်းပြစ်လိုက်ချင်တာ။ကိုပိုင်နဲ့မှအနောက်ရှက်ပေးနေတဲ့အကြောင်းရင်းကိုလည်းရှားကျင်တာ။ ဒါတော့ဒါပေါ်ຫນွေရာငါပြောချင်တာအိမ်ထဲပိတ်နေပြီးဖြည့်ရှင်းမှုစောင့်နေရမှာမဟုတ်ဘူးအပြင်ထွက်ပြီးအပနှင်နေဆရာအကြမ်းမြင်ဆရာအကူညီယူရင်းကောင်းမလားရှာကြည့်ပေါ့နင်တို့ပြောပုံအရကိုမိုးသူတွေဂျုံလိုက်တဲ့အနေထားမျိုးညစင်သာဂျုံရရင်စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာမှာထိခိုက်လာမယ်မဟုတ်လားစိတ်လုံးဂျုံမဲ့နေရာမှာအပြေးဝအနားယူအလုပ်လုပ်ပြီးကြံတဲ့အချိန်ကြမှာဒီရင်ကိစ္စလာပြီးဖြည့်ရှင်းကြတာပေါ့မဟုတ်ဘူးလား မိုးသူရင်ကခေခေစကားကိုဝင်၍ထောက်ခံသည်ကျွန်တော်လည်းအဲ့ဒါပြောတာနွေရဒီအခြေအနေကိုအလျှော့မပေးခြင်းနဲ့စိတ်နဲ့တင်းခတ်နေတယ်ကျွန်တော်ဆိုအလုံးလုံးရှင်စိတ်တောင်မရှိတော့ခေခေကအမျိုးသားကတော့ဖြူသည်မဲသည်အပြန်ပြုတ်ခြင်းမဖြစ်ပဲလေးလေးနက်နက်စဉ်းစားနေသည်အခုမှမြင်မှုသည်ခေခေဤ နေတဲ့ငယ်ချင်းလင်မယားအကြောင်းကိုသူတေချာလဲမသိသေးသည့်အပြင်အလုံးကြောင့်စိတ်ဖြစ်စီရမှာစိတ်ပိုင်းဆိုင်ရာမလုံခြုံမှုသို့မဟုတ်စိတ်ကြယောဂါကိုများနှစ်ယောက်လုံးခံစားနေသလားဟုတွေးမိသည် ခေခေကအိမ်ထဲတွင်ကြကြနေထိုင်လျင်တရေကသူမနောက်များပါလိမလားဟုတွေးရင်နွယ်မရီကိုအိမ်မြထွက်ဖို့လော်စော်ရတော့သည်ခုငါအိမ်မှာနင်တို့ခဏတာဖြစ်ဖြစ်နေလို့ရအောင် စီစဉ်ပေးမယ်လေတခါလဲလိုက်ခဲ့ကြပါလားနွယ်ရူးစိတ်လှုပ်ရှားနေသေးတဲ့အချိန်ဆိုတော့ကာမမောင်းစီခြင်းသေးဘူးဘိုးသူရင်က ခေခေတို့ကိုနားလည်သေးရတဲ့ကြောင်သူများအိမ်မှာစိတ်မလို့မလတ်ဖြစ်နေရသည်မှာစိုးမိ၍အပန်းမကြီးဘူးဆိုရင်ကျွန်တော်တို့ကိုကဘာကြီးချံကိုပို့ပေးလို့ရမလားမသိဘူးကျွန်တော်လွန်ခဲ့တဲ့ရက်ကတန်ရှင်းလုတ်ခိုင်းထားသေးတယ်ဆိုတော့အစင်သိနေလို့ရတော့ပါတယ်အဲ့ဒီမှာခြံဆောင်လည်းရှိတယ်ခင်မွန်းတဲ့အကြံကိုနွေမဒီကလည်းလက်ခံသည်ခေခေတို့မိသားစုအနေထားကိုလည်းတေချာမသိရသည်ခေခေကလွဲ၍သူမအကျွမ်းမဝင်တော့မိသားစုဝင်တဲ့နေရာမှာမို့ကဘာကြီးကခြံကိုပဲထွက်ခွာကြရန်ရွေးလိုက်သည် ပစ္စည်းများသိမ်းရန်မိုးသူရိန်တစ်ယောက်တည်းအခန်းထဲပြန်မဝင်ရဲတော့ဒီကိုနွယ်မဒီရိမ့်မိသည်ထို့ကြောင့်ဒဇိန်ရှိတွင်မိုးသူရိန်ရှက်သွားမိဆိုသဖြင့်လင်များနှစ်ယောက်အတူတကွသိမ်းမိဟုလက်တို့ကခေါ်သွားခဲ့သည်နှစ်ယောက်သာအသားချင်းမထီုံတမင်သွာလာစီစဉ်ရသည်ကြောက်စရာအဖြစ်ပြက်များကိုသူမတို့သာလက်တွေ့ကြုံရခဲ့သည်မဟုတ်ပါလားတို့ရရင် ထို့သူပြုမှုသွာလာနေကြခြင်းကိုခိခိရဲ့မျိုးသားကတတိထားမိသလိုစိတ်ထဲကကြိတ်၍ရေခြင်းနေသည်စိတ်ကြမ်းမာရေးဆိုတာတိတ်အရေးကြီးပါလားသူတို့အကြောက်ပြေခြင်းလောက်မှ ဆရာဝင်နဲ့တွားတွေ့ကြဖို့ခေခေကနေတဆင်အကြံပေးအောင်မယ်ဟုတွေးလိုက်သည်မင်းသက်ကိုမှလှပသောကျွန်းလေကားကြီးခွေးဝိုက်ဆင်းလာပုံကိုသဘောကျပြီးမော့ကြည့်လိုက်သည်ကျွန်းလေကားတင်များတည်သက်လွန်လှသည်နယံပေါ်မှဘာမှချိတ်ဆွဲရခြင်းမရှိအိမ်အလှဆင်ထားခြင်းလည်းမရှိနိုင်ငံသားမှခိတ္တပြန်လာတော့တာလူနေတတ်သောအိမ်မို့ပရိဘောဂပစ္စည်းအ ਨੇ ချင်းမြသာရှိသည်ထွေထူးစွာအိမ်လှဆင်ထားခြင်းမရှိပေအိမ်ချမ်းမြေဆောက်လုပ်ရေးလုပ်ငန်းလုပ်ကင်သော ခေခေအမျိုးသားကအင်ကြီးစနစ်တကျတိဆောက်ထားပုံနဲ့အတွင်ပိုင်းကိုဆေးဆေးငုံငုံကြီးကသဘောကျနေသည် လေကားကြီးကွေးဝိုက်ဆင်းထားရာတလျှောက်တွင်ကျွန်းလက်ရန်နှစ်ဖက်ကိုလည်းကွေးကွေးဝဲဝိုက်ဖြင့်လှပစွာအနားသက်ထားသည်လက်ရန်များအဆုံးသက်သွားသော လေကားဝင်အောက်ခြေ၌တစ်သားစင်များကိုထဲ့သွင်းတိဆောက်ထားသည်ထိုစင်လေးများပေါ်တွင် မြို့အလှလေးများနှင့်ဗပူးရုပ်လေးများအစီအီတင်ထားတာကိုတွေ့ရသည် စိတ်ဝင်စားစရာထိုနေရာလေးသို့တဖြည်းဖြည်းလျှောက်သွားမိသည်။အိုးလေးများတွင်ပုံဖော်ထားသော ဖောင်းကြွအယုတ်လေးများမှအသက်ဝင်လာသည်။ချစ်စရာကောင်းသောအိုးလေးများကိုစိတ်ဝင်တစားကြည့်နေစဉ်သူ၏ခေါင်းနှောက်ဖက်သို့တစုံတရာကဒေါသတကြီးဖြင့်ရိုက်ရန်ပြေးလာတကဲ့သို့ခံစားလိုက်ရပြီးကြောမလုံ၍လှဲကြည့်လိုက်သောအခါမြည်သူကိုမှမတွေ့ရကြ။ထို့နောက်သူ၏နားရဲတွင်တစုံတရာပိတ်ဆို့သွားသလိုခံစားရသည်။ အကွဲကျန်းရှာသောအတန်ကြီးကို သူ့အတီအာယုံထဲကြားလိုက်ရသည်မကင်နဲ့ငါပစ္စည်းတွေမကင်နဲ့အတန်ကြောင့်ရုတ်တရက်လန့်သွားပြီးသူ့နားကိုဖိပို့မိလိုက်သည်နောက်ကျောယူတစ်လျှောက်လေးလံဖိစည်းလာသည်ဘလို့ခံစားချက်ကြီးလဲဟာအော်ထိုင်လန့်နေချိန်မှာပဲသူ့ဤဘေးသို့လေစီးချောင်းအရှိန်ဖြစ်တိုးသွားတာကိုသိလိုက်ရသည် ထိုနေရာ၌ဆက်၍ရက်နေလိုစိတ်မရှိတော့သောကြောင့်ခေခေထိုင်နေသောအေဂန်စီသို့ပြန်ဝင်လာခဲ့သည်အေဂန်ထဲမှထိုင်နေသောသူ့မိမခေခေကလည်းဖုံးပွတ်နေရမှရုတ်တရက်မောကြည့်သည်ဟင်ကိုကအပြစ်မလားခုနခေရဲ့ဘေးနားလာရက်တယ်ထင်လို့နေပါအောင်ကိုကအဲ့ဒီမှာဘာသွားလုပ်နေရတော့လာလေဒီကိုခေကြောက်ပါလေဆိုမှမင်းသက်ကိုမှမိမဖြစ်သူဤဘေးသို့ဝင်ထိုင်လိုက်ပြီးပဝင်းကျင်ကိုတိချအကဲခတ်ကြည့်နေမိသည် မတိုးမတန့်အငွေသက်ကိုတိတိတတ်တာကြီးခန်းစားရလာခြင်းကခုနကနွယ်မကြီးတို့လင်မယား၏စကားများကိုစိတ်ဆွဲပြီးသူကိုယ်တိုင်ပင်အကြောက်တရားကူးဆက်လာခဲ့လေသလားထို့စဉ်နောက်ဖက်အခန်းစီမှတစုံတယောက်ပြေးသွားတန်ကိုကြားလိုက်ရာသူတို့လင်မယားနှစ်ယောက်စလုံးပြိုင်တူမတက်ထားရလိုက်မည်သည်ပေါ်အဲ့အဲ့နံများကိုပါရလာခဲ့သည်ကိုကြီး ရဲရူပြောတာဟုတ်နေပါပြီအမလေးကြောက်တတ်ပါတယ်ဆိုမှကျုံမကြုံရတတ်တယ်ကြားလိုက်တာနော်သူတို့ကလည်းစင်မလာနိုင်ဘူးမိမကြောက်ရင်ကားပေါ်ကသွားဆောင်နေမလားကိုသူတို့ကိုဆောင်ပေးလိုက်မယ်လေအိုးသွားစရာလားမနေရတော့ဘူးကားထဲလဲကိုဘဲမှမသွားနဲ့အောင်ဘေးမှာပဲနေနော်ရဲရူရေပြီးတော့မလားရင်သိမ့်မိုးချော့ရင်မကောင်းနော်ခေခေအာမနာရောပဲအတန်ကိုမြင့်၍အော်ခေါ်သည်တစ်ချိန်လုံးမတ်တက်ထားရသည့်အတွက်အသက်ရှူရတာလဲပူကျက်လာသလိုပင်ဒါကိုအပေါ်ရက်ကနွေမဒီတို့လင်မယားလဲသဘောပေါက်လိုက်သည် ထွက်လာပြီးခေခေးရေတော့ရိခွတ်မိခလုတ်တွေစစ်နေတာလာပြီးလာပြီးနွေမဒီတို့အပေါ်ထမ်းမှဆင်းအလာကို ခေခေးတို့လင်မယားကအိမ်တကားမှဂျင်းနာမှဂျိုးရေးစောင့်နေကြသည်ထို့ခိုက်အောက်ထပ်ထမင်းစားကမှအစ်သားတကားကိုစောင့်ပိတ်လိုက်တံများကျဲလောင်စွာထွက်ပေါ်လာ၏မိန်းကလေးနှစ်ယောက်လုံးအလန့်တကြားအော်မိလိုက်ကြသည်။ကဲမြ мян သာလာကြတော့ကားစီသွားရအောင်ဒီတစ်ခါလောလိုက်တာကတော့ခေခေယောက်ျားမင်းတန်းကိုရဲပါ အိမ်မကြီးကိုတကားဘိတ်တော့ခတ်လိုက်ပြီးနောက်ခြံထဲမှာသူတို့အားလုံးထွက်သွားကြသည်နွယ်မဒီနဲ့မိုးသူရိန်တို့မှာသူတို့ဤအိမ်ကရာကြီးကိုစိတ်မကောင်းစွာလှဲ့ကြည့်မိကြတော့အခါအမောင်တဲတွင်ထီထီကြံနေသောအိမ်ကြီးကခြောက်ခြားပွေရာလူသူကင်းမဲ့သောအိမ်ကြီးအတွင်၌လှုပ်ရှားတဝင်နေသော အရေးတစ်ခုကြောင့်လေကားခွင်အောက်ရှိ စင်ပေါ်မှမြေအိုးလေးတအိုးရုတ်တရက်ပြုတ်ကျလာသောခြေခွဲသွားခဲ့လေသည်အပိုင်းငါးကိုဒီမှာပဲအဆုံးသတ်ပါမယ်ရှင်။ နောက်ရက်များမှာလည်းအပိုင်းအသစ်များကိုဆက်လက်ဖတ်ပြပေးပါမယ်ရှင်။နားထောင်သူတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်။